ကျွန်တော်တို့ရဲ့ channel ကိုကြည့်ရှုအပ်ပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါစီကံဆိုတာလူရဲ့ထံမှုပဲဒါကြောင့်မလို့စီကံရှိတဲ့လူတိုင်းအဖွဲ့စီတိုင်းကိုကျွန်မလေးစားတယ်တံမှုလဲထားတယ်စီကံရှိတဲ့လူတိုင်းအဖွဲ့စီတိုင်းအားလည်းတိုးတက်အောင်မြင်ချင်တယ်ဒီရောက်တဲ့ပိုင်းမှာဆိုရင်ထိုင်ရင်ခိုးတော့တဲ့ PDF တွေကိုသူတို့ရဲ့တည်ရင်မှုကချိန်နဲ့ရိုက်ပြီးတော့ဆုံးမနေတဲ့ရောက်တာပိုင်းဖြစ်တယ်ဒုံးနဲ့ရိုက်တဲ့ပေါ့ကွ ဒီလိုမျိုးစီကံလေးတွေရှိကြတာကောင်းတယ်။သူတစ်ဖြင့်လက်နက်ကင်ထားတဲ့အဖွဲ့အစည်းတွေမှာစီကံပို့ပြီးရှိရတယ်။လက်နက်ကင်ထားတဲ့လူတွေပုဂ္ဂိုလ်တွေမှာတာမန်လူတွေထက်စီကံနဲ့အမိန့်နာခံမှုကိုပို့ပြီးတော့တာမိုးထားရတယ်။ပို့ပြီးတော့လေးစားလိုက်နာရတယ်။အဲ့ဒီလိုမျိုးစီကံမရှိဘဲနဲ့အမိန့်နာခံမှုမရှိဘဲနဲ့လက်နက်ကင်ထားတဲ့ဆိုရင်အဲ့ဒီလက်နက်ကင်ထားတဲ့လူတွေအဲ့ဒီလက်နက်ကင်ထားတဲ့အဖွဲ့အစည်းတွေဟာလက်နက်မဲ့တဲ့အယက်သားပြည်သူတွေအတွက် ထီးကဲသို့သောအာကိုရာနေရန်မိုးရန်ကို ကာကွယ်ပေးတဲ့အရာ အဖွဲစီမဟုတ်ပဲနဲ့မိကဲသို့ပူလောင်စေတဲ့လောင်ကျွမ်းစေတဲ့ပြာကျစေတဲ့ဘေးဆိုးကတ်ဆိုးဖြစ်နေမယ်။ဒါကြောင့်မို့လို့လက်နဲ့ကင်ထားတဲ့လူတွေလက်နဲ့ကင်ထားတဲ့အဖွဲစီအနေနဲ့ကပြည်သူလူထုတွေထီးကဲသို့အားကိုးရတဲ့အဖွဲစီတွေဖြစ်ဖို့ဆိုရင်စီးငယ်ကမ်းတဲ့နေရာတွေအမိန့်နာခံမှုရှိရတယ်။ စီနကနဲ့မနေဘဲနဲ့အမိုက်နာခံမှုမရှိဘူးဆိုရင်လက်နဲ့မဲ့တဲ့ရသားပြည်သူတွေအတွက်မီးလိုပူလောင်စေတယ်။ဆိုတော့ဒီရုပ်သက်ဖိုင်မှာပါတဲ့အဖွဲ့သည်ရင်းမာပင် PDF အဖွဲ့ဖြစ်တယ်။ရင်းမာပင်ခရိုင် PDF ဆိုတာက2020နဲ့တက်တဲ့ကအူးဦးဆုံးစကိုင်းတိုင်းထဲမှာအူးဆုံးပေါ်ခဲ့တဲ့အဖွဲ့လို့ပြောလို့ရတယ်။သူတို့အဖွဲ့ခေါင်းဆောင်ကဘူတန်မီဘူတန်မီဆိုတာအမေခံတတ်တတ်ဖြစ်ပြီးတော့သူဟာအမှန်တကယ်တော့ဒေဗီအင်းရွာက ဖုန်ကြီးဥတော်ပါခ ဒီညမှာကျောလာမြင့်ရှင်ဆရာတော်950ဆရာတော်တို့เนาะပြည်သူစစ်တပ်ဖွဲ့ဒီတက်မတော်သားတွေကိုအမြဲတမ်းလူလန်းထောက်ပံ့နေတဲ့ပေါ့ဆရာတော်လူဆရာတော်တွေကြတော့ဖုန်ချီဝင့်နေနဲ့မညီဘူးဆိုပြီးတော့တစ်ချိန်လုံးလက်ညှိုးထိုးအပုတ်ချနေတဲ့လူတွေအဖွဲ့တွေခါ ဒီရမပင်ပီဒီရဲ့ခေါင်းဆောင်ဘူတန်မနိခေါ်ဦးတော်ပါကကိုကြတော့ဝိုင်းပြီးတော့အားပေးအများလုပ်နေကြတယ်။လက်ရှိမှာထိုင်းရင်ခိုးတော့လို့ထိုင်းရင်ခိုးတော့တဲ့လူကိုတော်မှာအပြစ်ပေးရေးယူပါဆိုတဲ့ရမပင်ပီဒီရဲ့ဟာ2020နဲ့တက်တယ်ကလာဖို့ကြေးပါကအရက်သားပြည်သူတယောက်ခြေထောက်ချိုးသွားလို့မြို့မှာဆေးသွားကုတယ်။ဒီဆေးသွားကုတဲ့လာဖို့ရွာက အရက်သားကိုမိတဲ့တက်ဖွဲ့ဝင်၄ယောက်ကနေပြီးတော့ကျမတို့ပြောမယ်ဆိုရင် လူနာတန်ကားနဲ့လိုက်ပို့တယ်။အဲ့ဒီမိသားတပ်ဖွဲ့ဝင်တွေကိုရဲမပင် PDF ဘူတန်မနိခေါ်ဥတာပွားကားတို့အဖွဲ့ကနေပြီးတော့ CDM မလို့လို့ဆိုပြီးဖမ်းလိုက်တယ်။ဖမ်းပြီဆိုတဲ့ကအရှင်ထွက်မရှိဘူးအသေးထွက်ပဲရှိတယ်။သူတို့ NLD ပါတီကဥဝင်းမင်းအောင်နော် NLD ပါတီဘိုလ်လုံးမှုဆောင်ဥဝင်းမင်းအောင်ကိုတော့သူတို့ PDF တွေဆရာပိတ်တွေကဖမ်းပြီးတော့တတ်လိုက်တာ။အာလုံးတိုင်းသိပြီးဒီကိစ္စ။နော်ဖမ်းပြီဆိုတာနဲ့အသေးထွက်ပဲရှိတယ်အရှင်ထွက်မရှိဘူး။ဆိုတော့က ထိရိုက်တန်ရတဲ့ရွာသားကိုစေးရုံလိုက်ပို့ပေးတဲ့ပရိုက်တာတင်းဖွဲ့လိုပုံစံမျိုးပေါ့နော်ကျွန်မတို့ပြောမယ်ဆိုဒီမှာဆိုနိုင်ဥညင်မှုအတင်းနေလိုမျိုးလိုက်ပို့ပေးတဲ့မိသက်တီကို CDM မလို့လို့ဆိုပြီးတော့ဖမ်းပြီးတော့ရဲမပင် PD အဖွဲ့ကတောက်လိုက်တယ်။အဲ့ဒီလိုဖမ်းသွားတဲ့အတွက်ကိုတိတိချင်းဟီရိုတိုက်ကားလို့အမည်ရတဲ့ PD ရဲ့တဖွဲ့ကရဲမပင် PD ရဲ့ဘူတန်မဏိခေါ်ဥတော်ပါကရဲ့အဖွဲ့ထံမှာလာပြီးတော့ PD ရဲ့အဖွဲ့ချင်းချင်းလာပြီးတော့တောင်းပန်တယ် ဒီလူတွေကအယက်သားတွေပါဒီကောင်တွေကဒီလူတွေကစစ်တပ်ကိုထောက်ခံတဲ့ဒလန်တွေမဟုတ်ပါဘူးငါတို့တို့အတွက်အာမခံချက်ပေးပါတယ်ပြန်လှုပ်ပေးပါဆိုပြီးတော့လာပြီးတောင်းဆိုတဲ့ဟီးရိုးတိုက်ကားဆိုတဲ့ PD အဖွဲ့တစ်ဖွဲ့လုံးကိုလဲပဲတပ်ပလိုက်တယ်ဒါအပြင်အဲ့ဒီရမပင်ကြေးရွာမှာရှိတဲ့အနီးနားမှာရမပင်မြို့နယ်မှာရှိတဲ့ကြေးရွာတွေကရွာသူရွာသားတွေနဲ့ PD အဖွဲ့ဝင်တွေကိုဒလန်လို့ဆွဆွဲပြီးတော့အမှုပေါက်ငားမှုကျူးလွန်ခဲ့တယ်လူ20နဲ့တယောက်ကို တတ်ဖြတ်ခဲ့တယ်။ဒါကြောင့်မို့လို့ဒီလုပ်ရက်ကိုမခံနိုင်လို့ PD ရဲ့အဖွဲချင်းချင်းကိုကြီးနိုင်ငယ်နဲ့ရဲမပဲ PD ရဲ့အဖွဲက Hero Light က PD ရဲ့အဖွဲကို2021 2022တက်ကဖြစ်ခဲ့တယ်မှုဒီလိုမျိုးတတ်ပါတယ်ဆိုပြီးကြံနဲ့အဲ့ဒီစကိုင်းမှာရှိရဲ့ PD ရဲ့အဖွဲ60နဲ့3ဖွဲကလက်မဲ့ရေးထိုးပြီးတော့အန်နူးကြီးကိုတိုင်နေဒီမှာရဲမပဲ PD ရဲ့အဖွဲဘိုတန်မနီတို့အဖွဲကအခုလိုမျိုး PD ရဲ့အဖွဲချင်းချင်းပြန်ဖမ်းဆီးတတ်ဖက်ပြီးအပြစ်မဲ့ပြည်သူတွေကိုဒလန်ဆိုပြီးတတ်နေပါတယ်ခင်ဗျာ ဆိုပြီးတော့ကြံတဲ့ PDF အဖွဲ63ဘက်ကလက်မှတ်ရေးထိုးပြီးတော့ NUG စီကိုတိုင်းစားပို့တယ်။အဲ့ဒီအမှုက2020နဲ့တက်တရာဖြစ်ခဲ့တာအခုဆိုရင်၄နှစ်တိတိရှိခဲ့တယ်။ခမားလို့ဘလို့အပြစ်ပေးအရေးယူလိုက်တယ်လေ။ထိုင်းရေခိုးတောက်တဲ့အမှုကိုတော့ခမားတို့စီးငယ်ကန်းနဲ့အခုလိုလိုင်းမော်တင်ပြီးတော့ခမားတို့စီးကန်းအရာအပြစ်ပေးတယ်ဆိုရင်အခုလိုမျိုး PDF ဖွဲ့စင်ရင်တတ်ဖြတ်တဲ့အမှုကိုတော့အဲ့ဒီရမပင်ခရိုင် PDF ဖွဲ့ကိုဘလို့အပြစ်ပေးအရေးယူလိုက်တယ်လဲ ဒါကဒါခမားတို့ချင်းချင်းတတ်တဲ့မှုကိုပြောနေတာနော်ခမားတို့ကိုမထောက်ခံတဲ့ပြည်သူတွေကိုတတ်တဲ့မှုကိုကျွန်မမပြောသေးဘူးထန်းရီခိုးတောက်တဲ့လူကိုအခုလိုအပြစ်ပေးရင်ဒေါ်လာခိုးစားနေတဲ့ CRPH ကိုပေါ့ခမားတို့ PDF တွေနဲ့ခမားတို့ထောက်ခံတဲ့လူတွေကဘလို့အပြစ်ပေးကြီးယူကြတယ်လေထန်းရီခိုးတောက်တဲ့ PDF ကိုကြိမ်တန်းပေးရင်ဒေါ်လာခိုးစားနေတဲ့ ဖြူဖြူတင်းတို့စီယာပြိအမေရန်ဒေါ်လာ6တန်းခိုးစားတဲ့အဖွဲကိုခမရတို့ဘလို့အပြစ်ပေးတယ်လဲကျမကနိုင်ငံရေးစကားအရလူလူမေးတာဖြစ်တဲ့အတွက်ခမရတို့လည်းနိုင်ငံရေးစကားအရလူလူပြန်ဖြေတတ်ဖို့လိုတယ်နော်ရှေ့မှာလည်းအမှုတွေရှိတယ်ဥပမာကြောက်စေး ကြောက်စဲကြောင်ဘာကြောင်ပြောလဲဆိုရင်ကျမကရှေ့ရက်ကငလင်ပေးသွားလို့ကျမကြောက်စဲဘက်ကပြန်လာတယ်ပြန်လာတော့စိတ်ထဲမှာမှတ်မဲ့ရရရှိတယ်ဘလို့လဲဆိုတော့ကြောက်စဲဆိုတာနဲ့ကျမတို့ကငငယ်လေးတွေကဒီကြောက်စဲမျိုးကကြောက်တက်တာစီတော်မှာဒီမနုဆာရီပေါ့နော်တတပြေကမနုဆာရီရဲ့လက်တဖက်ပြက်နာရှိတယ်ဆိုတဲ့ဒီပုံမြင်လို့လို့ဌာနအိလို့လို့ဝိထုလို့အမှုပညာရဲ့ဖန်တီးမှုနောက်မှာကျမတို့လူငယ်တွေကအမှန်တကယ်ထင်အောင်ထင်မှဖြစ်ခဲ့ဘူးတယ် ဆိုတော့ကျမငငယ်တော့ကအဲ့တော့ကျမကအာဒီပကြီလေးဝင်းတို့ကောလိပ်ချီနေဝင်းတို့တို့ရဲ့အသံဆက်လန်းလေးတွေနားထောင်တာနားထောင်တော့ဒီတတပီကပေါ့မနုစာရီမင်းသမီးနဲ့ဒီနောက်ဆုံးဒီကိုနန်းဝေတို့ဒီစစ်တမ်းမှုပေါ့နော်အိန္ဒိယစစ်တမ်းမှုကိုနန်းဝေတို့ဒီဆက်လန်းလေးပေါ့ဆိုတော့ဒီမနုစာရီမင်းသမီးရဲ့လက်တစ်ဖက်ကိုပြတ်သွားတယ်လက်တစ်ဖက်ကိုဒီမှာဌာပနာထားတယ်လို့တို့ဖတ်ထားတယ်လို့ပြောတာကိုဆိုတော့အဲ့ဒါဥစားငငယ်တော့နားထောင်ပြီးကိုကတကယ်လို့လို့ပါလို့ထင်တာဒါကပါလဲဆိုတော့အမှုပညာရဲ့တက်ရောက်မှု အမှုပညာဆိုတဲ့ဖန်တီးမှုရဲ့နောက်မှာလူတွေကိုအထက်လောက်ထိစိုးမိုးမှုရိုက်ခတ်မှုများတယ်ဆိုတော့ခမားတို့နေကနောက်နောက်အမှုပညာဖန်တီးမယ်ဆိုလို့ရှိရင်အမှုပညာဖန်တီးမယ်ဆိုလို့ရှိရင်လူတွေရဲ့နှလုံးသားကိုလမ်းမှန်ရောက်အောင်ထင်ကြောင်းဖို့တိုးတယ်ဒါလည်းတိတ်ကိုရည်ကြည့်တယ်နော်တချို့စာပေတွေမှာဆိုလို့ရှိရင်ဥပမာနော်ဥပမာကျမအရင်တော့စာပေတွေဖတ်ခဲ့ဖို့ရတယ် ဒီကျစစ်သားရဲ့တမီးပေါ့နော်ဟာရွှေရင်စင်းမင်းတမီးကအဲတချို့ကပြောတဲ့ကလာမင်းသားနဲ့ကြိုက်တယ်တချို့မှာတချို့ကြလို့ရှင်လဲဒီဟောပါလဲဆော်လူမင်းရဲ့သားနဲ့ပေးသားလိုက်တယ်တချို့ကြတော့လဲဒီရွှေရင်စီကိုအာဒီမနူးကမင်းရဲ့မြေးတော်နဲ့ပေးသားလိုက်တယ်ရွှေရင်စီတယောက်တည်းကိုပဲလင်းနေအများကြီးရတယ်ဆိုတော့တမိုင်းဆိုတာအဲ့လိုမျိုးတစ်ခါတည်းလေးမှာအမှုပညာဖန်တီးမှုရဲ့နောက်မှာလိုတလိုချဲ့ကားလိုက်တဲ့အတွက်လူတွေကဝေယံဝေဝါးနေကြတယ် ။နောက်ဆုံးကျမတို့ကိုကိုပြောမယ်။ဟာနောက်ဆုံးဒီမင်းဆက်ပေါ့နော်။ကုန်းပေါ်မင်းဆက်ဖြစ်တဲ့နောက်ဆုံးမင်းဆက်သီဘောမင်းနဲ့မင်းနုံမင်းဟာမင်းနုံမင်းကမိမတွေအများကြီးယူတယ်။သီဘောမင်းကမိမတွေအများကြီးယူတယ်။လူတွေကအခုခေတ်နှောင်းလူတွေကလူငယ်တွေရဲ့နားထဲမှာကတက်လူတွေရဲ့စိတ်ထဲမှာကသီဘောမင်းဆိုတဲ့မိမတွေအများကြီးယူတဲ့မရေကြောင့်မင်းနုံမင်းဆိုတဲ့မိမတွေအများကြီးတာသမီးအများကြီးရှိတယ်ဆိုတော့တမိုင်းတစ်ခုမှနေပြီးသွားတယ်။ တမိုင်းဆိုတာကနော်ရွှေရင်ကြီးမင်းသမီးဘယ်သူနဲ့ယူရဲဆိုတာအဲ့ဒါတမိုင်းမဟုတ်ဘူးမင်းတို့မင်းကြီးမိဖုရားဘယ်လောက်ဘယ်လပါဘယ်လောက်များများဆိုတဲ့တမိုင်းမဟုတ်ဘူးမင်းတို့မင်းရဲ့လက်ထက်မှာတိုင်းပြည်ကိုဘယ်လိုအခြေအနေဖွင့်လို့တိုးတက်အောင်အုပ်ချုပ်နိုင်တယ်လဲမင်းတို့မိဒီတိုင်းပြည်ကိုဘယ်လိုမျိုးစီကံတီးကြစွာနဲ့သူ့ရဲ့စိတ်နှလုံးတီးသူ့ရဲ့စိတ်နှလုံးနှစ်ပြီးတော့တိုင်းပြည်ကိုဘယ်လိုအုပ်ချုပ်ခဲ့တယ်လဲဒီရွှေရင်ကြီးမင်းသမီးဒီလည်းပဲတိုင်းပြည်မှာသူဘယ်လိုအကျိုးဒီတေဘိုးစွမ်းဆောင်ခဲ့တယ်လေအဲ့ဒါကမှတကယ်တမိုင်းစေတမိုင်းမှန်လျာဖြစ်တယ် ။နော်ဒါစကားဆက်မိလို့ပြောတာကျမတို့ကအဲ့ဒီအမှုပညာရဲ့လွှမ်းမိုးမှုအောက်မှာကျမတို့စိတ်တွေကိုလွှမ်းမိုးထားတယ်။ဆိုတော့ကျမကငငယ်တဲ့ကဒီအတန်ဆက်လက်ကိုနားထောင်တော့ဒီကြောက်စရဲကိုမြို့ကိုရောက်တော့ဒီကြောက်တက်တာစီဒီကိုတော့ကျမတေချာဖူးခဲ့ရတယ်။ဒီကြောက်စဲအကြောင်းကကျမရင်ထဲမှာပူပူနွေ့နွေ့ရှိနေတယ်။ဒါကြောင့်မလို့ကြောက်စဲ PDF အကြောင်းကိုပြောတာเนาะ။ဆိုတော့ရှင်းပါဒီရမပင်ခရိုင် PDF ဖွဲ့ကားဒီလိုဖြစ်တယ်။နောက်မှာဆိုလို့ရှိရင်လေကြောက်စဲခရိုင် PDF တက်ဖွဲ့မှာ CDN တူနာပြုရင်းမွန်အောင်ဆိုတဲ့အမျိုးသမီး နော်သူနာပြုဆရာမတယောက်ကလူနာတွေကိုစေးမကူပဲနဲ့စီဒီယန်ဆိုပြီးလုံလိုက်တယ်သူနာမည်ကရင်မောအောင်ဒါပေမဲ့သူကသူ့မှာအချိန်နေအကြောင်းကြောင့်ပေါ့အကြောင်းကြောင့်ကြောင့်ပေါ့သူဒီ PDF ဖွဲ့တွေကိုမဝင်ကျင်တော့လို့ကြောက်စဲခက်ရင် PDF ဖွဲ့ကနေကျမကိုနှုတ်ထက်ခွင့်ပြုပါဆိုပြီးတော့နှုတ်ထက်စာတင်လို့အဲ့ဒီ CDN သူနာပြုရင်မောအောင်ကိုကျင်းတန်းပေးပြီးတော့နေပူပူမှာ၃နိုင်တိတိတိဆွဲခိုင်းတယ် ဒီလောက်ပူပြင်းနေတဲ့နေထဲမှာ3နာရီမပြောနဲ့ခင်ဗျားတို့မိနစ်30ပဲပြည့်အောင်မတိတ်ရက်ကြည်လိုက်ဘလောက်တော့အရှင်လက်လက်ငရဲကြနေတယ်လေဆိုတာ3နာရီတိတိဒီမိမစီနီယာသူနာပြုအမျိုးသမီးကိုအဖွဲကနှုတ်ထွက်ချင်တယ်ပြောလို့နော်သူ့မှာတခြားစီယာပြည့်လိုမျိုးဒေါ်လာတွေခိုးစားထားတာမရှိဘူးရမပင်ခရိုင် PDF လိုမျိုး PDF ဖွဲချင်းချင်းသူပြန်ပြီးတက်ဖြတ်ထားတာမရှိဘူး အခွဲကထွက်ချင်တယ်ဆိုတဲ့ပြစ်မှုပဲသူမှရှိတယ်။ဒါကြောင့်မလို့နေပူပူမှာ၃နာရီတိတိမတည့်ရက်ပဲတတိဆွဲခိုင်းတော့အဲ့ဒီမိမကမူးလေသွားတယ်။နော်ပြီးတော့ဒီမိမကိုချိန်တန်ရိုက်ပြီးတော့ယောက်ျားတွေနဲ့တခန်းထဲမှာအချုပ်ချတယ်။တခန်းထဲအချုပ်မချဘဲနဲ့တပတ်တခွဲသည်တဖွဲ့သည်အချုပ်စကန်ခွဲပြီးချတာတောင်မှကန့်မလူမှာကန့်မလူမျိုးနဲ့ပတ်သုံးလုံးခေါင်းဆောင် NLD ပါတီလှုပ်တော့ NLD ပါတီလှုပ်တော့မှမြင့်ဆောင်ဦးကနေပြီးတော့ မရေမှုတွေကျူးလွန်ခဲ့သေးတယ်။ဒါတော့တခြားတင်ထားတာ။ဆိုတော့တခန်းထဲမှာထားရင်ဘယ်လိုဖြစ်မလဲ။ဒီအမျိုးသမီးကိုစီဒီအမျိုးသမီးကိုယောက်ျားတွေယောက်ျားတွေမြောက်များစွာနဲ့တခန်းထဲမှာအကျဉ်းချတယ်။အမျိုးသမီးအခွင့်အရေးတက်ကြွလှုပ်ရှားတဲ့အဖွဲ့တွေဘယ်ရောက်နေကြသလဲ။ဒီအမှုကိုခမည်းတော်ဘယ်လိုစီကံတိကြစွာနဲ့စီကံတိလူကြီးတန်ဖို့ဆိုပြီးခမည်းတော်ဘယ်လိုစုံစမ်းစစ်ဆေးအပြည့်အဝအရေးယူလိုက်တဲ့လဲ။ကျွန်မအရင်ကလည်းမေးတယ်အခုလည်းထပ်မေးတယ်။ဒီအကြောင်းအရာကိုမေးတာကျွန်မတယောက်ပဲရှိရတယ်။ နော်အရှိကရင်မပင်ခရိုင် PDF ဗိုလ်တမဏိအဖွဲ့ရဲ့အကြောင်းကိုအခုကြောက်ဆက်ခရိုင် PDF အဖွဲ့ကနေပြီးစီဒီယာတူနာပြုရင်မောင်ကိုအဲ့ဒီလုတ်တဲ့အကြောင်းကိုခမားတို့ဘက်ကစပီကာဆိုတဲ့ဟာဒီကောလော်ဘီဆိုတဲ့ဟာဒီကောနော်ပတ်စံရဖို့နဲ့နာမည်ကြီးဖို့တက်ဆိုလို့ရှိရင်မဟုတ်တာကိုတဘိုးကိုလိမ့်ဖြစ်အောင်ပြောတဲ့ကြတယ်လူဒီအဖွဲ့စီအကုန်လုံးအပေါက်ပိတ်နေကြတယ်ခမရတို့ဘလို့စုံစမ်းစစ်စီအပြစ်ပေးအရေးယူလိုက်တယ်လေကျမကလူလူမီးတဲ့အတွက်ခမရတို့လည်းလူလူပြန်ဖြေတတ်ဖို့လိုတယ်